ုထုနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေခုနှစ်နှစ်တော်အတွက်မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိတယ်ရည်မှန်းချက်တွေအောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ်လုံးသမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကန့်ခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကဏ္ဍအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသစ်ရှိမယ် နေရာသစ်ဝင်းကျင်သစ်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလေ။ဌာနမထင်မှတ်ပဲပြုရလိမ့်မယ်။ဆောင်ရွက်တဲ့ကိစ္စရဲ့ကံအကျိုးပေးမှုကိုတရားနေမှာကြုံမယ်။အရာရာကောင်းသောနေထိုင်ရှိမယ်။နေ့ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်း၊ဝေချေကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်။မတော်တဆတိကေမှာနေကူးဆက်ရမယ်။အရှိရကုန်တီသွားစရာနေရှိတတ်တဲ့မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သတိထားရမယ်။ တော့ရနေရအရာရာကန်ကောင်းခြင်းနဲ့ဘဝထုတ်တဲ့ခြင်းရှိမယ်ရည်မှန်းချက်စစ်တွေကိုလည်းတွေ့ကြိုးပြနေတယ်။ဆော်ရဲလို့ကြိုးရှိမယ်။လေးရက်နေ့မှာအပြိုင်ဆိုင်မှန်သမျှကြော်လွားပြီးဘဝထုတ်တဲ့မှုရဲ့နှစ်သာရကိုရမယ်။ဝိချေကံကောင်းမယ်။ငါးရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။၆ရက်နေ့ဘလူမင်္ဂလာကိစ္စပါဝင်ရလိမ့်မယ်။မြစ်တားရေးစမ်းပွင့်နေမယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျိုးကောင်းသောသတင်းထုတ်တဲ့မှုတွေရှိမယ်။ ခုနှစ်နေမှာပထမဖေးအပြောင်းလဲတွေရှိလာမယ်ခီးကောင်းနေမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲဆုံးစည်းခြင်းချိုးဖိခြင်းကိုကြုံမယ်တနည်းလာနေကနေဗုဒ္ဓနဲ့မွေးသူတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုချိုးပြလိမ့်မယ်တနည်းကတွင်နေစင်နေမွေးသူများကြောင့်စိတ်နောက်ရှိတွေရှိရလိမ့်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ကိုတလေကိုကနံချိုးပေးတယ်အဝါလိမ်မော်ရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့ ထိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနည်းမှာတရက်တရက်မှာတမနဲ့ April တရက်နေ့မနေ့9နိုင်အချိန်မှာဗုဒ္ဓတော်မှာသွားပြီးတော့ပတောက်7ညွန်းတင်လိုရာစုတောင်းစုတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကာလကိုစနေတဲ့ကြသုံးတန်ရင်အနာဂတ်တစ်နှစ်ကိုလည်းထဲရောက်ပြီး ကိုအောင်မြောင်စောရနိုင်ပြီကျေးဇူးတင်ပါတယ်